င်္ဂလာပါရှင်မဝင်ကျောင်းတို့ရန်နေကျူစွလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမရှင်မင်းကန့်ဘလူရဲ့ဖွားမေစိန်နဲ့ဘဝဟောင်းကမခင်အောင်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်မိွေတောက်လောင်နေတဲ့တဲတွေနဲ့မိကုံငွေတလူလူဖြစ်နေတဲ့ပဝင်းကျင်မှာပုံဟစ်တန်တွေငူလူတန်တွေနဲ့လူတွေပြေးလွှားနေကြတယ်အမေအမေဘာမှလဲဒီပဝင်းကျင်မှာရှင်ညူတယောက်အမေဖြစ်သူဆိုရင်တကြီးအုံဟစ်ခေါ်နေခဲ့တယ် ညည်ရီတွေနဲ့အမေဖြစ်သူ ရှင်ညိုအသေးတန်ရှာဖွေနေတယ်။ပြေးလွှားနေတဲ့လူအချို့ကလည်းရှင်ညိုတွန်းတိုက်ပြေးနေကြတယ်။လူတယောက်နဲ့တိုက်မိလို့ရှင်ညိုမြေပေါ်လဲချသွားတယ်။အမေရှင်ညိုနှုတ်ကအားပြိုတဲ့ခေါ်တန်လေးကထွက်ပေါ်နေသေးပဲ။အမေဒီကလေးမှတက်တာမှာပါနော်။အိမ်ရပေါ်မှာလင်းလျောက်နေတဲ့ရှင်ညိုကြည့်ရင်ဒေါ်ဝင်းမေးတယ်။ရှင်ညိုကအဖျားကြည့်ပြီးအိမ်ရထဲမှာရောင်ရမ်းအော်နေရှာတာ။ဟောမေစင်က ရှင်ညူရဲ့ရှင်ပန်လေးကိုလက်နဲ့ပုတ်ပေးနေတယ်။ဒေါ်ဝင်းနဲ့နန်းကျိုင်တို့လည်းရှင်ညူဘေးမှာမခွာဘဲစိုးရိမ်စွာစောင့်ကြည့်နေတယ်။ဒီကလေးရဲ့လက်ပြအားနေနေတယ်။ဒါပေမဲ့အရင်မစိုးရိမ်ပါနဲ့။မေသူနာစောင့်အိမ်နိုင်မယ်။မနဲ့ဆိုရင်တက်တာမှပါ။ကဲသွားသွားညီတို့သွားအိမ်လိုက်ကြတော့ဖြစ်ပါမလားအမေ။ကျုပ်ပဲစောင့်အိမ်ပါမယ်။ကဲမိဝင်းအမေပြောပြီးပြီနိ။အမေပဲစောင့်အိမ်လိုက်မယ်လို့။ဟုတ်ကဲ့ပါမေ။ဒါဆိုကျုပ်တို့သွားတော့မယ်နော်။ တခုခုဆိုရင်လေသူ့ကိုလှမ်းနှိုးနော်။ဝမ်းမိတ်စိန်ပြောတော့ဒဝင်းကောင်းငိမ့်ပြီးလမ်းကြံကိုခေါ်ပြီးတော့ထွက်သွားတယ်။ဝမ်းမိတ်စိန်ရှင်ညူရဲ့ဘေးမှာကြံခဲ့တယ်။ဒဝင်းတို့အိပ်ပြောသွားတော့မှရှင်ညူရဲ့နှစ်ဖူးကိုလက်ဝါးတင်လိုက်တယ်။မဖြစ်တော့ဘူး။ကြာရင်ဒီကလေးတက်တာဘူးခတ်တော့မယ်။ပြောပြီးတင်မလီခွေထိုင်လိုက်တယ်။ရှင်ညူရဲ့နှစ်ဖူးပေါ်မှာရှိတဲ့လက်ကရှင်ညူရဲ့ဘေးဘက်လက်စီကိုပြောင်းကင်လိုက်တယ်။ညလုံးမှိတ်ပြီးနှုတ်ကကားထားပြီးစရွတ်တယ်။ဝမ်းမိတ်စိန်ရဲ့စိတ်ဝိညာဉ်က ရှင်ညိုနဲ့ပေါင်းစည်းသွားတော့အမေမိမိပေါ်မှာမှောက်လျက်သားလဲကျနေုံမကအိုဟစ်ပြီးငိုယူနေတဲ့ရှင်ညိုပွားမေစိန်ကြည့်နေတယ်။တမီးဟင်တန်ကြောင်ရှင်ညိုမော့ကြည့်တယ်။အဖွာတမီးဘာတွေဖြစ်နေရလဲ။အဖွာအမေကိုရှာနေတာ။အော်လာလာထထပွားရဲ့လက်ကိုတွဲလိုက်တမီးပွားမေစိန်ရှင်ညိုဆွဲထူတယ်။ရှင်ညိုကငိုရှိုက်နေတယ်။အမေကိုဘယ်လိုမှရှာမတွေ့တော့ဘူးဖွာ။ ။အမေဘယောက်နေလဲမသိဘူး။ဒါဖြင့်လေဖွားနဲ့အတူတူရှားကြတာပေါ့။ဖွားမေစိန်ရှင်ညူရဲ့လက်ကိုဆွဲပြီးလမ်းလျှောက်လာခဲ့တယ်။တနည်းအားဖြင့်လျှောက်တော့ရှင်ညူကလက်ညှိုးထိုးပြီးကိုရင်သမီးတို့အိမ်မဲဖွား။မိမိလောင်ကျွမ်းနေတဲ့အိမ်တိန်ကိုရှင်ညူလက်ညှိုးထိုးပြတယ်။ဖွားမေစိန်လှမ်းကြည့်ရင်ခေါင်းငိတ်နေ။အခုတော့ဖွားလူပြန်ရအောင်သမီး။သမီးအတွက်ပဲဖွားတီးကိုလာခဲ့တာ။ဖွားမေစိန်ပြောတော့ရှင်ညူတွန်းဆုပ်သွားတယ်။ တွဲထားတဲ့ဘွားမေစင်ရဲ့လက်ကိုဖြုတ်ဖို့ဟန့်ပြင်းတော့ဘွားမေစင်ကရှင်ညိုရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကင်ထားတယ်။တမီးရဲ့အရှိနဲ့တမီးရဲ့ညမလေးကတမီးကိုစိုးရိမ်နေတယ်။လာပါတမီးရဲ့ဘွားနဲ့အတူတူပြန်လိုက်ခဲ့ပါ။ထမှန်ပြီးချော့ပြောတော့ရှင်ညိုပဝင်းကျင်ကိုတစ်ချက်ဝေးဝိုင်းကြည့်ပြီးမှခေါင်းငိတ်ပြတယ်။ရှင်ညိုသဘောတူတာကြောင့်ဘွားမေစင်နဲ့ကားထားရွှန်းလိုက်တယ်။ရှီရှီတော့ချင်တယ်။ဘွားမေစင်မျက်လုံးဖွင့်လိုက်တော့တရားရေရှင်ညိုက ဖွားမေစင်ကိုရှေးတောင်းနေတယ်။ရှင်ညူဖွားမေစင်တွဲချူပေးပြီးရှေးတိုက်ပေးတယ်။သမီးရဲ့စိတ်နဲ့ခန္ဓာကိုယ်ကတော်လေးပင်ပန်းနေတယ်။ဒါကြောင့်ပြန်အိပ်ပြီးတော့တိတ်ချအနားယူပါ။မနေ့ကျရင်တော့ငါကိုယ်အတိုင်းပြန်ကောင်းသွားမှာပါ။ဖွားမေစင်ပြောတော့ရှင်ညူခေါင်းညိတ်နေ။ဖွားလေးအိပ်ပါတော့ကျုပ်သက်တာပါပဲ။အေးပါ။သမီးပဲအရင်အိပ်လိုက်နော်။အဲ့ဒီညကဖွားမေစင်ကရှင်ညူပြန်လေအိပ်ပြောတဲ့အထိအနားမှာထိုင်ဆောင်ပေးတယ်။ရှင်ညူအိပ်ပြောသွားတော့မှ သူ့ရဲ့အိမ်ရာစီသွားပြီးအိတ်ဆက်ခဲ့တယ်။နောက်နေ့မနေ့ကိုရောက်တော့ဟေးရှင်ညူဘာဝင်လုပ်နေရလဲ။ဒီကောင်းတာလည်းမဟုတ်ဘဲနဲ့။ဒေါ်ဝင်းအိမ်ရာနူနူချင်းရှင်ညူမြင်တော့အံ့ဩသွားတယ်။ရှင်ညူကဒေါ်ဝင်းတက်အရင်အိမ်ရာထပြီးသမီးကျော်ပကန်းတွေကိုကုပြစ်ပေါ်မှာရှိတဲ့စပွဲမှာတင်ပြီးတော့ပြင်ဆင်ပေးနေခဲ့ပြီ။ကျုပ်သက်သာပါပြီအရှင်။ညီမလေးရောနိုးပြီနာ။ဦးအေးသက်သာလေးနားပါအောင်လား။တော်နေမနေ့ကလိုရုတ်တရက်ဖျားနိုင်ကျုပ်တို့ကစိတ်ပူရတယ်အေး။ ဟုတ်သားပဲမမလေးမနေ့ကဆိုရင်ညီမလေးတို့မမတခုခုဖြစ်မှစိုးရိမ်နေကြတာမမတက်တာပါပြီညီမလေးရဲ့ကဲပါမျက်နှာသွားတဲ့ကြကျုပ်ကျော်ကျွေးရဲ့ထမင်းကျော်လေးနဲ့မနေ့စာစားရအောင်အေးပါအေးဒဝင်းနဲ့နိုင်ကြိုင်တို့မျက်နှာသွားတဲ့ကြတယ်ဒဝင်းတို့မျက်နှာတက်ပြီးတော့ဘောမေစိန်အိမ်ပေါ်တက်ကဆင်းလာတယ်အဲ့ဒီနေ့မနေ့ကမိသားစုစုံလင်းစွာမနေ့စာစားခဲ့ကြတယ်နေကင်းကိုလျှောက်တော့ဒဝင်းနဲ့နိုင်ကြိုင်တို့ရွာရဲကိစ္စရှိလို့ထွက်သွားကြတယ် ။သမီးဒီမှာလာထိုင်လေ။ရှင်ညူဖွားမိတ်စိန်နာသွားထိုင်နေ။တက်တာပြီလား။တက်တာပါပြီဖွား။အေးသမီးတက်တာပြီဆိုရင် သမီးကိုဖွားဘက်ကမေးစရာရှိတယ်။ဒါကလေသမီးဖြေခြင်းမှဖြေပါလေ။ဘွားတော့မေးတင်နေချင်လို့မေးရမှာပါ။ဟုတ်ကဲ့မေးပါဖွား။သမီးရဲ့ဝိညာဉ်ကိုဖွားလိုက်ခေါ်တော့မြင်ခဲ့ရတဲ့နေရာဘေးမှာရှိရလေ။သမီးနဲ့ရောအဲ့ဒီနေရာဘလို့ပတ်သက်တာလဲ။ဖွားမိတ်စိန်ပြီးတော့ရှင်ညူခေါင်းညိတ်ပြီး ဖွားကျုပ်ကိုမေးလာမယ်ဆိုတာကျုပ်သိပါတယ်။ဖွားမေးတာကိုလည်းကျုပ်ဖြေမယ်ဆိုတာထက်ပြောပြပါမယ်။တကယ်တော့ဖွားမြင်ခဲ့တဲ့ပုံဝင်တရားကျုပ်ရဲ့အရှင်ဘဝကမွေးရမြေပါ။အရှင်ဘဝကမွေးရမြေ။ဟုတ်ပါလေဖွား။ကျုပ်ရဲ့မွေးရမြေပါ။အဲ့ဒီရွာရဲ့နမရကံပိုင်ရွာတဲ့။အစချီပြီးရှင်ညိုကသူ့ရဲ့အတိတ်ကြောင့်ပြန်လေပြောပြလာတော့တယ်။ရွာနမရကံပိုင်ရွာတဲ့။ကံပိုင်ရွာဆိုတာနဲ့ အနီးနားရွာတိုင်းလူလူကြောက်ရွံ့ကြတယ်။ရွာတိုင်းကြောက်ရတဲ့ကံပိုင်ရွာဘလို့ဖြစ်မလဲလို့တွေးနိုင်တယ်။ကံပိုင်ရွာဆိုတာအောင်လန်းပညာသင်ရီနေထိုင်တဲ့ရွာကြီးတဲရွာပဲ။ဒါပေမဲ့ရွာတိုင်းကြောက်ရွံ့ရလောက်တဲ့အထိကံပိုင်ရွာမှာရှိတဲ့ပညာသင်ရီကသူတို့ရဲ့ပညာတွေကိုတနွေမသုံးရကြဘူး။ဒီလိုဖြစ်ရခြင်းကကံပိုင်ရွာရဲ့အကြီးအကဲဖြစ်တဲ့ကဝေမာကြီးရဲ့အမိန့်အာဏာတွေကြောင့်ပဲ။ဒီကဝေမာကြီးကိုအခင်မာကြီးလို့အားလုံးကခေါ်တာကြောင့် ကဝေမကြီးရဲ့နာမည်ဦးတော်ဘသူမှမသိရှိဘူးအမေပြောသမီးဖွားဖွားကြီးခံတဲ့ကိုဘာလို့မဝင်ခိုင်းတာလဲသမီးဝင်ကြည့်ကျင်နေအမလီခင်းအောင်ညီဒီစကားကိုညီအဖေမပြောမိစေနဲ့အဖေအချင်းတို့အလိုလိုက်ထားရတော့ညီကအားမရသေးဘူးအေးသူ့ရဲ့အမေကိုငါတော့မလွန်ဆန်ရဲဘူးညီရဲ့တိကျင်စိတ်တွေကိုလေချိုးနှိမ်ထားစမ်းပါအေးခင်းအောင်တယောက်အမေဖြစ်သူတောင်းနှင်းဖြူရဲ့စကားကြောင့်စူပုတ်ပုံလေးဖြစ်သွားတယ်ခင်းအောင်ကအသက်အားဖြင့်၂၀ကျော်အရွယ်လေးဖြစ်ပြီးတော့ ွားရဲ့အလိုလိုက်အခြေခံရခြင်းကိုအထူးရထားတယ်။ကျွားရဲ့သခင်မကြီးကလည်းမိဖြစ်သူခင်ဟောတခြားမိတွေချန်နေရာပို့ပြီးတော့ပေးတယ်။အဖေကခင်ဟောဆိုရင်အရန်နေရာပေးလို့နဲ့မေကျုပ်တို့တော့ခုံမသွားတဲ့ခရီးတွေတင်းကအတူတူလိုက်ရတယ်။ခင်ဟောနဲ့တဝန်းကွေးတော်ဆက်တဲ့လွန်းတင်ကမကြည်မနှက်နဲ့ပြောတယ်။သခင်မကြီးမှသမီးနှစ်ယောက်ရှိတယ်။တူကခင်ဟောရဲ့မိဒေါ်နှင်းဖြူဖြစ်ပြီးတော့တူကလွန်းတင်ရဲ့အမိဒေါ်နှင်းမြူဖြစ်တယ်။ဒေါ်နှင်းဖြူနဲ့ဒေါ်နှင်းမြူတို့က သခင်မကြီးရဲ့တမီးတွေဖြစ်ပေမဲ့စိတ်သက်တွေမတူညီကြဘူး။ဒွန်နင်းဖြူကသခင်မကြီးစကားကိုနာခံသလောက်ဒွန်နင်းမြူကတော့သခင်မကြီးရဲ့အမိန့်ဆိုတာတွေကိုမနာခံတာများတယ်။ဟဲ့နင်းဖြူနဲ့နင်းမြူလာကြစမ်း။ဟုတ်ကဲ့မေ။ဒွန်နင်းဖြူကသခင်မကြီးအနီးပြေးလာပြီမေ။ဒွန်နင်းမြူကတော့စိတ်မပါဟန်နဲ့ရှောက်လာတယ်။ဒီအိမ်မှာအပြစ်လုပ်ထားတဲ့သူရှိတယ်။အဲ့ဒီတရားကိုငါရှိညီတို့ကိုယ်တိုင်ခေါ်လာခဲ့။ရှင်ဘသူများလဲမေ။ ော်နေဖြူကြောက်နေကြမိတယ်။ငါနေတယ်မှာပညာရည်တလွင်မသုံးမှုတားထားတာတိတိနဲ့သမိတ်ကိုလွန်ဆန်တဲ့ကောင်မှဘသူရှိမလဲ။ကိုကောင်မှမိလွန်းတင်ပေါ့။ရှင်။အော်အမေရေကလေးပဲတနောက်တော်ရှိမှာပေါ့။အမေပဲပညာရည်အတင်းဆက်ခံခိုင်းထားပြီ။အခုသူတို့တက်ထားတဲ့ပညာသူတို့သုံးတာပဲ။ဒါအပြည့်မှမဟုတ်ဘူး။ဒေါ်နေမျိုးပြောတော့ထဲ့ကောင်မှမင်းကငါ့အမေကိုမနာခံတာအပြည့်မဟုတ်ဘူးဆိုတဲ့သဘောလား။အေးအဲ့ဒါကြောင့်လေ။ ငါကနင်တို့သားမီးကိုအရေးမပေးချင်တာနင်တို့လက်ထဲသာဒီရွာကိုအက်ခဲရွာလူတွေတကွဲပြားဖြစ်ရမယ့်အပြင်ငါတို့စောက်ရှောက်ထိမ့်သိမ့်ပေးနေရတဲ့အရှာပါပျောက်ပြက်သွားရမှာမလို့ခြင်းမှုရင်ဦးကောင်မကိုတွားခေါ်ခဲ့ဒီကောင်မကိုငါကိုယ်နဲ့ပြစ်ပေးမယ်ဒေါ်နင်းမျိုးအောင့်တက်တက်နဲ့ပြန်မပြောတာတော့ဒေါ်နင်းဖြူရပဲမင်းကခေါ်ပြီးဆိုရင်သူ့တွားခေါ်ပေးပါမယ်ဒါပေမဲ့မင်းရဲ့စိတ်လေးကိုရှော့ပါနော်မင်းရဲ့စိတ်ကထက်တော့ လုံးတင်တို့ပေါ်အကျိုးတက်ရောက်သွားမှဆိုးလို့ပါအေးနှင်းဖြူညီခေါ်မယ်ဆိုရင်တော့ခေါ်ခဲ့ငါစိတ်ကငါထိန်းထားမယ်ဟုတ်ပြီလားဟုတ်ကဲ့မေဒေါ်နှင်းဖြူနဲ့တခင်မကြီးရှေ့ကထွက်ခဲ့တယ်ခန်းပြင်ကိုရောက်တော့အမေဖဖောင်းကပါတယ်လေခင်ုံကမေးတော့ဘာရရမှာလဲညီမလုံးတင်ပေါ့ပြဿနာရှာပြန်ပြီလေဒါဆိုအခုကဟုတ်တယ်လုံးတင်ကိုတော့ခေါ်ရမယ်ဒါဆိုသူရှိရနေရာကျုပ်တည်ကျုပ်တော့ခေါ်ပြီးမယ်ဟဲ့သမီး ။ဒီပါဦး။အော်ဒီကလေးမှတော့စိတ်မြန်လက်မြန်နဲ့တော်မလွှဲတာပဲ။ခင်ုံပြေးထွက်သွားလို့ဒေါ်နင်းဖြူတားချိန်တော့မရတော့ဘူး။ခင်ုံကတော့ရွာနောက်ပိုင်းစီကိုပြေးထွက်လာခဲ့တယ်။တပံပင်းအောက်မှာထိုင်နေတဲ့လွန်းတင်ကိုမြင်တော့ခင်ုံပြုံးလိုက်တယ်။မမဘာလာလောက်တာလဲခင်ုံ။ငါနေနဲ့စကားပြောချင်စီမရှိဘူးနော်။ခင်ုံရဲ့ခေါ်တန်ကြားတာနဲ့လွန်းတင်နောက်တောင်လှည့်မကြည့်ပဲဒီလိုပြောလိုက်ချင်းပဲ။မမဘွားဘွားကခေါ်နေတယ်။ငါမလိုက်ချင်ဘူး။အဲ့ဒီဘွားကြီးက ငါ့ကိုဘာရီချုပ်ချယ်ဦးလဲမသိဘူး။ခင်ဦးတယောက်လွန်တင်ပြီးမှအတူဝဲထိုင်နေ။လွန်တင်ရဲ့မျက်နှာကိုကြည့်တော့ငါ့ကိုဘာကြည့်ရလဲခင်ဦး။ငါ့ကိုဖွားဖွားပြစ်ပေးတော့မေးဆိုတော့နေသိပ်ပြောနေရလား။ခင်ဦးပြများကလေးခေါင်းယမ်းပြီးမဟုတ်တာမမကိုဖွားဖွားပြစ်ပေးမှာခင်ဦးကပြောစရာလား။မမနဲ့အတူတူခင်ဦးမှပြစ်ပြခံပေးမယ်လေ။ဖွားဖွားကြီးစီကိုတွားရအောင်နော်။ငါမတွားချင်ဘူးပြောနေရလေ။ခင်ဦးနဲ့အတူတူလိုက်ခဲ့ပါမမရဲ့။ဖွားဖွားကြီးလိုက်လိုက်ပို့ပြီးတော့ပြစ်ကြည့်နေမယ်။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာလွန်တင်စိတ်လူမကြစွာထရက်တယ်ပြီးတော့စောင်းစောင်းအောင်းအောင်းနဲ့ရွာလေးပြန်ဝင်သွားလို့ခင်ုံနဲ့အပြေးလိုက်ခဲ့တယ်တခင်မကြီးရဲ့ရှေ့မှာခင်ုံလွန်တင်နဲ့ဒွန်နင်းဖြူဒွန်နင်းမြူတို့မတည့်ရက်နေတယ်မြင်းကဘာကိစ္စငါထုတ်ထားတဲ့အမေကိုမနာခံတာလဲလွန်တင်တခင်မကြီးမေးတော့လွန်တင်နှုတ်ဆိတ်နေတယ်ဟဲ့ကောင်မငါမေးနေရလေဒွန်နင်းမြူကသမီးဖြစ်သူလွန်တင်ကိုလည်းနဲ့တူလိုက်မှကျုပ်ကိုရမ်းစားလို့ပါဖွားဖွားဟဲ့ တဖက်ရွာကိုအကြောင်းမရှိပဲမသွားဘူးအကြောင်းရှိလို့သွားရင်လေကုပညာကိုသုံးဖို့ငါမှားထားရနေတာငါမင်းဖြစ်တဲ့နင်းကိုယ်တိုင်ကအပင်းထည့်ပြီးတော့ပြုစားလာတာငါရဲ့ခုံကိုဘလောက်ထိလိုက်သွားတယ်ထင်လဲတခင်မကြီးရဲ့လွန်းတင်ကိုဒေါသကြီးမေးတယ်ဖွားဖွားရဲ့ခုံကိုထိလိုက်တာကြောင့်ဆိုရင်တော့ကျုပ်တောင်းမှန်ပါတယ်ဒါပေမဲ့ဟော်ဒီကံပိုင်ရွာလူတွေကိုမတူတယ်လို့မတန်တယ်လို့ဆက်ဆံနေတာတော့ကျုပ်သီးမခံနိုင်ဘူးသီးမခံနိုင်ဘူးဟုတ်လားငါတို့ကံပိုင်ရွာတရွာလုံး ယောက်ျားမိန်းမမကြံစုံးပညာတဲ့ရီးဆိုတာသူတို့သိတယ်။အေးဒါပေမဲ့အဲ့ဒီပညာနဲ့သူတို့ဒုက္ခမပင်ဘူးဆိုတာကလေသူတို့သိထားတယ်။ဒါကိုညီဘက်ကဖောက်ပြက်ခဲ့တာပဲလွန်းတယ်။ဖောက်ဖောက်ဒါကနင်းတိတ်ဆန်းဒေါ်နင်းမျိုးအခြေအနေကိုဝင်ထိန်တဲ့အနေနဲ့လွန်းတင်ကိုအော်လိုက်တယ်။မင်းသူ့ကိုဘာပြစ်ပေးချင်လဲပြောပါ။ကျုပ်ကလည်းပြစ်ပေးပါမယ်။နောက်ပြီးတော့ခုလိုကိစ္စမျိုးထပ်မရှိစေရပါဘူး။အေးဒါဆိုနင့်တမျိုးကိုနင်းပြန်ခေါ်သွားတော့ နောက်တစ်ခါဆိုရင်ငါကိုယ်တိုင်ဒင်းကိုတက်ပြင်းရလိမ့်မယ်။ဟုတ်ကဲ့ပါမေစိတ်ချပါ။ကျုပ်တို့တေချာပြောထားပါမယ်။တခင်မကြီးကဒေါနင်းမျိုးတို့တားမျိုးကိုပြန်ခိုင်းနေ။ဒေါနင်းဖြူနဲ့ခင်ယုံတို့ပဲကြံခဲ့တယ်။တခင်မကြီးရဲ့အရေးကြီးကြည့်နေတဲ့ခင်ယုံကဖွားဖွားကြီးသမီးကိုထမင်းစားရအောင်လေ။မစားကြင်သေးပါဘူးလေ။ညီတို့ပဲစားနေမှာ။ဖွားဖွားကြီးကလည်းလာပါ။ဖွားဖွားကြီးဘာမှမစားရသေးတာခင်ယုံသိရပါဘော။ ။သခင်မကြီးကသူ့ကိုချွေးနှွေးခေါ်နေတဲ့ခင်ုံကိုကြည့်ပြီးတော့ပြုံးနေ။အေးပါအေးစားပါမယ်။ဒါနဲ့မြင်းလေးညီနေညီမလွန်းတင်လို့ဖဖွားကြီးစကားကိုနားထောင်ပါမလား။အိုးကျုပ်ကဖဖွားကြီးပြောတာကိုဘယ်တော့မှနားမထောင်ဘူးလို့လေ။နောက်ပြီးတော့မမလွန်းတင်ရလေ။ထက်လို့မှမဟုတ်တော့ပါဘူး။ကဲပါမမေချင်းမစားမှဆိုရင်ကျုပ်အရင်သွားပြန်နေမယ်။တမီးဖဖွားကြီးကိုခေါ်ခဲ့နော်။ဒွန်းနှင်းဖြူအရင်ဆုံးထွက်သွားတယ်။နောက်မှခင်ုံနဲ့သခင်မကြီးတို့လက်ကျွဲပြီးတော့ထွက်လာကြတယ်။ ဒီမြင်ကွင်းကိုအကွေတကူကကြည့်နေတယ်။ဒေါ်နေမျိုးကလွန်းတင်ကိုမင်းငော့ပြရင်တွေ့လားမင်းလွန်းတင်။မေကညီးထက်ခင်းအောင်ပူချစ်တာတွေ့ရလား။ပြောတော့လွန်းတင်မကြည့်မနှက်နဲ့ကျုပ်တိပါရဲ့မေ။ဖော်ဖော်ကျုပ်ပေါ်မှာခင်းအောင်နောက်တော့ဂယုတဆိုင်မရှိခဲ့ဘူးဆိုတာကျုပ်ငငယ်လေးကသိပါတယ်။အင်းလေငါသူ့ပေးစားတဲ့သူမရှိခဲ့တော့ညီပေါ်မချစ်တာထင်ပါတယ်။ဒါတွေကညီဖေးကြောင့်။အိုးအမေကလေတည်သွားတဲ့အဖေကိုပဲအပြစ်တင်မနေပါနဲ့။ တဆုတော်လေးအောင်ဖဖပေးစားတဲ့လူနဲ့ယူခဲ့လို့ဖဖခင်ုံပူချစ်နေရလားဒါပေါ့ကြီးနင်းဖြူကမမေပေးစားတဲ့ကိုပါဦးကိုယူခဲ့တာလေဒါကြောင့်မမေကပူပြီးတော့အရေးပေးနေရပေါ့ဒါပေမဲ့တည်သွားတဲ့အဖေကတော့အပြစ်မတင်ပါနဲ့အမေရေဖဖကိုယ်တိုင်ကကျုပ်ဘောခင်ုံလို့မချစ်တာပါညီအဲ့ဒီလိုစိတ်ပျော့တာငါမကြိုက်ဘူးနော်တင်မကြခင်အမေရဲ့အုတ်ချုပ်သူနေရာကိုလူရတော့မင်းညီအဲ့ဒီနေရာကိုရှောင်းအောင်သာယူပါလူရမေဟုတ်လားမင်း မဖြစ်နိုင်တာအမေရေဘဘနေရာကိုခင်ုံရမယ်ဆိုတာဟောဒီတေးရွာလို့သိနေရပဲ။အိုးဘာကိစ္စ तू ကရရမှာလဲ။ဒီမှာလွန်းတယ်။ညီဖွားရဲ့နေရာကိုရမယ် तू ကညီပဲဖြစ်ရမယ်။ဒါကိုလည်းညီစိတ်ထဲမှာသိချမှတ်တာ။ဒီလိုပြောပြီးထွက်သွားတော့တယ်။ဒေါ်နင်းမြူနဲ့လွန်းတင်တို့ကတင်းတင်းခွဲနေပြီးဒေါ်နင်းဖြူတို့လင်းမယားနဲ့ခင်ုံကတခင်မာကြီးတို့နဲ့တူနေတယ်။တည့်ရက်မှာလွန်းတင်တို့အိမ်ကိုခင်ုံရောက်လာတယ်။ခင်ုံရဲ့ထုံးစံအတိုင်း လွန်တင်နပေးကပ်ပြီးချွဲနှဲ့နေတယ်။ခင်ဝကလွန်တင်ကိုချစ်သလောက်လွန်တင်ကတော့မကျေနပ်မှုတွေရှိတော့ခင်ဝမုန်းနေ။မမခင်ဝဈေးသေးစားကျင်တယ်။ရွာပြင်ကဈေးပင်ကြီးကတိတ်ချူတယ်။ခင်ဝတို့သွားကြရအောင်နော်။မသွားကျင်ပါဘူး။ညီမသာတခြားသူတွေခေါ်သွားလိုက်။ငါတော့မလိုက်ချင်ဘူး။ဟာမမကလည်းလိုက်ခဲ့ပါ။ကျုပ်ကမမနဲ့ပဲသွားကျင်လား။ခင်ဝဒီကလေးလိုလုပ်နေနေ။နောက်ပြီးတော့ငါနားလည်းမကန့်နဲ့။ငါမကြိုက်ဘူး။မမကလည်းလွန်တင်စကားကြောင့် သင်ကိုဝမ်းနေသွားတယ်။ဒါပေမဲ့ဝမ်းနေမှုကခဏပါပဲ။နောက်ဆိုမမမလိုက်ချင်မခေါ်တော့ပါဘူး။ဒါပေမဲ့ဒီတစ်ခါတော့လိုက်ခဲ့ပါနော်။ခင်ကိုထပ်မံတောင်းဆိုတော့လွန်တင်တက်ပြင်းထားတယ်။စိတ်တွေနဲ့ရှုံလာတာမို့ခေါင်းကိုပဲငြိမ်ပြလိုက်တော့တယ်။ကဲကြွကြွစောင့်ကြည့်အောင်ကြည့်ပြောတော့ခင်ကိုပြောသွားတယ်။လွန်တင်ရဲ့လက်ကိုဆွဲပြီးရွာပြင်စည်းပင်ရှိရာသွားကြတယ်။ခင်ကိုရှင်းမမစည်းတီးအပါတရားစားနေတဲ့ခင်ကိုကြည့်ပြီးလွန်တင်အကြံရသွားတယ်။ ဘဝဲရွာမှာဒီညပွဲရှိတယ်။ငါတို့သွားကြည့်မလား။ဖြစ်ပါမလားမမ။ဒေါ်နေဖွားဖွားသိရင်ကျုပ်တို့အပြစ်ပေးနေဦးမယ်။အိုး၊ तू မသိအောင်ခိုးသွားမှာပေါ့။မလေး။နေကငါနဲ့အတူတူမသွားကြည့်ဘူးလား။အဲ့လိုမဟုတ်ပါဘူးမမရဲ့။ခင်ုံဆုံးဖြတ်ရခန့်နေရဲ့။မိဘတွေနဲ့အဖွားဖြစ်သူရဲ့မျက်နှာကိုမြင်ရောက်မိတယ်။လုံးတင်ကိုကြည့်ပြန်တော့လေ။မမဖြစ်သူစိတ်ပြတ်သွားမှစိုးရင်ပြီ။ကျုပ်မမနဲ့လိုက်ခဲ့မယ်။ဒါဆိုရင်ညကြငါဟိုဒီနေရာစောင့်နေမယ်။နင်လာခဲ့တော့ ဟုတ်ကဲ့မမဘဘွားယူနေထမင်းတူစားပြီးခင်ကိုအလေးထွက်ခဲ့မယ်နော်အေးအေးခင်ကိုတရားအမဖြစ်သူလွန်တင်ကသူ့ဘော်လွလွလန်းလန်းရှိနေပျော်ရွှင်နေခဲ့တယ်လွန်တင်ကတော့ခင်ကိုကြည့်ပြီးအကောင့်ကြံမှုအကြံထုတ်နေတော့တယ်ခင်ကိုအိမ်ကိုပြန်ရောက်တော့မိသားစုနဲ့အတူထမင်းစားတယ်ထမင်းစားပြီးတော့မေသမီးစစောအိမ်ရဝင်တော့မေစုံးရရှိသေးရဲ့နိအမေမြေပဲပြုတ်ထားတယ်တူတူစားရအောင်ဖင်းနဲ့မေပဲစားပါဩဒါနဲ့မေ ဖဖွားကြီးရောခန်းထဲဝင်သွားပြီလားညီဖဖွားကလည်းလှုပ်ရှားရှိတယ်ဆိုပြီးတော့ခန်းထဲတန်းဝင်သွားပြီညီနဲ့ငါတို့ပဲကြံတော့တယ်ခုညီကလည်းအိတ်တော့မယ်ဆိုတော့သဘောပေါ်ဤဟုတ်မေဒါဆိုကြောက်သွားအိတ်တော့မယ်နော်အေးအေးခင်ုံနဲ့အမေဖြစ်သူနာထွက်လာခဲ့တယ်သူရဲ့ခန်းထဲမှာရှိရဲ့ကလေးကိုလူတယောက်အိမ်နေဟန်ပြင်ဆင်ခဲ့ပြီးတော့အဝိစားရင်လဲပြီးလူအလစ်ချောင်းပြီးအိမ်ရထွက်ခဲ့တယ်မောင်နေပြီမှုလူလာတဲ့မိအိမ်လေးကိုထုံးပြီးခင်ုံရွာပြင်ကိုရောက်လာတယ် မမမလျှောက်သေးဘူးပဲခင်ုံစည်းသေးရေခူးပြီးစားရင်လွန်းတင်ရောက်လာမယ့်အချိန်ကိုစောင့်နေတယ်ဒီအချိန်အနောက်စီကနေသူ့ရဲ့ခန္ဓာကိုယ်ပွေဖက်လိုက်တဲ့လက်တစုံကြောင့်ခင်ုံအလန့်အကျားဖြစ်သွားတယ်မမလားခင်ုံချက်ချင်းမတက်ရက်လိုက်တယ်ဟင်တော်တက်ကိုဘာလို့ဖတ်တာလဲလှလိုက်တာခင်ုံရဲ့တုံမင်းကြီးဖြည့်စမ်းမှဖို့မောင်တော်တက်ကိုဘာလို့ဖတ်ရတာလဲခင်ုံဖတ်လိုက်သူကတရွာရဲ့တူနေတဲ့ဖိုးမောင်ပဲခင်ုံကရှက်လို့လားမရှက်ပါနဲ့ခင်ုံရဲ့ ဒီနေရာထိရောက်ရှောက်လာပြီပဲ။ဘာပြောတယ်။ဘူးမောင်စကားကိုခင်ုံနားမလဲ။ဘူးမောင်ကခင်ုံကိုစားတော့ဝါတော့မလို့မျက်လုံးနဲ့ကြည့်နေတယ်။တော့ကြုံမေးနေလေ။ဒီနေရာကိုရောက်လာခဲ့တယ်ဆိုတာဘာလဲ။ကြုံနေတော့ဒီနေရာမှာလာဆုံးကြအကြောင်းမရှိဘူး။အိုကွာမိမငါ့ကိုဒီနေရာလာခဲ့ပါလို့ချင်းလိုက်တာလေ။ငါထင်တာတော့မင်းကိုတောင်းထားတဲ့ဖြေပြန်ပေးခြင်းလို့လို့ထင်ခဲ့တာ။အဲ့ဒါဟုတ်တယ်မို့လားခင်ုံ။ဘူးမောင်စကားကြောင့်ခင်ုံအလန်းကြားဖြစ်သွားတယ်။ခေါင်းယမ်းပြီး ူကဘာလို့တော့ကိုချင်းရမှာလဲတော်ယူနေလားသူကမမလွန်းတင်နေချင်းထားလို့ဒီနေရာကိုရောက်လာတော်အခုထွက်သွားဘာလို့လဲကွာမင်းပြောတဲ့မင်းမလွန်းတင်ရပဲငါ့ကိုဒီနေရာကိုလွတ်လိုက်တာကဲပါကွာရောင်းလက်စားနဲ့မထူးတော့ပါဘူးကို့ကိုအပြေပေးပါတော့နော်ဘိုးမောင်ကလက်မခံပေးခင်ဦးရဲ့လက်ကိုအတင်းဆွဲကန်ပြီးပြောတော့ခင်ဦးဒေါသထွက်ပြီးသားရီတဆက်ဆက်တုံနေတယ်ဖဲငါလက်ကိုအခုလွတ်စမ်းခင်ဦးဒေါသနဲ့ဒီအော်ပြောတယ်ဒါကိုဘိုးမောင်က တင်းပြန်ဆွဲထားရင်ခင်ုံဖတ်ဖို့လို့တော့ခင်ုံဒေါသကြောင့်မျက်လုံးနီးရဲလာပြီးနီးကိုဖယ်လို့ပြောနေတယ်ခင်ုံဖိုးမောင်ကိုစောက်တင်းမှုပြင်ဆင်တဲ့ချိန်ကဝေစွမ်းနေပါထွက်လာပြီးဖိုးမောင်တယောက်ဝန်းငနေတန်တဲ့သူအဝေးကိုလွင့်စင်သွားတော့တယ်ခင်ုံတရိပ်ဝင်လာပြီးအလန့်တကြားဖြစ်သွားတယ်သူ့ရဲ့လက်တွေကိုမယုံကြည်နိုင်သလိုကြည့်ရင်ဖိုးမောင်စီကိုအပြေးသွားကြည့်တယ်ကျုပ်ကျုပ်တောင်းပန်ပါတယ်ကျုပ်ဒေါသထွက်သွားလို့ပါပြောပြီးဖိုးမောင်တောင်းပန်ပြီးမြေ ဘူးမောင်ပစက်ကသွေးတွေအံပြီးနောက်ဆုံးစက်ကျိုးကြသိဆုံးသွားတော့တယ်။တန်ရီချန်းလူရှောက်လာတဲ့ရွာသူရွာသားတွေလည်းခင်ုံနဲ့ဘူးမောင်ရဲ့အဖြစ်ကိုဝိုင်းကြည့်ပြီးအံ့ဩနေကြတယ်။မိခင်အောင်တခင်မကြီးဒေါသတန်လေးခေါ်တော့ခင်ုံငူငူလေးကြည့်နေတယ်။ညီရငါထုတ်ထားတဲ့စည်းကမ်းကိုဖောက်ယုံမကလူဘာတက်လိုက်တယ်။ညီကငါရှုံကြည့်ခဲ့တာကိုညီနှုတ်ရက်လိုက်တာ။ဟောပါသမီးတိတ်ဆန့်ကောင်မညီတန်ကမကြားချင်ဘူး ဒီနေ့ကစပြီညီကငါနဲ့ဘာမှမတော်ဆက်တော့အေးဒါကြောင့်ညီငါရင်အခုထွက်သွားဒါတွေမကောင်းငါရွှော်လေးမှတော့ညီနေခွင့်မရဘူးအမေအလောက်ကြီးရောမလောက်ပါနဲ့အမေရဲ့တမီးလေးကသူ့ဘုံမတရားလုပ်ဖို့ကြိုးစားလို့သာဒေါသနဲ့လှုပ်ခဲတာဖြစ်မှာပါနောက်ပြီးတော့ဖူးမောင်မိဘတွေကလည်းခွင့်လွတ်တာပဲမေးရဲ့မိနီးဖြူကိုဘက်ကသားတရားလုံးသိရတော့ခွင့်လွတ်ပါတယ်လို့ပြောတာဘာကြောင့်လို့ထင်လဲအဲ့ဒါငါကြောင့်ပဲ ဒီရွာရဲ့အကြီးအကဲတယောက်ရဲ့မြေးဖြစ်နေလို့ဒီကိုခွင့်လို့ကြတာဒါဟုငါအလွဲသုံးစားလုပ်ပြီးဒီကောင်မကိုအိမ်ပေါ်တင်ထားရမှာလားညီပြောစမ်းပါအမေခွင့်မလွတ်နိုင်တာကြုတ်သိပါတယ်ဒါပေမဲ့ကြုတ်သမီးတော့တယောက်ထဲမနေမှနဲ့မေရဲ့မေသူ့ကိုနှိရကျုပ်တို့လင်မယားပါတူလိုက်သွားရလိမ့်မယ်။ဘာပြောလဲ။ညီရပါလိုက်မယ်။ဟုတ်ပါရဲ့မေ။အေးဒါဆိုရင်သွားကြ။ညီတို့အားလုံးထွက်သွားကြ။ခင်အောင်ကတော့ဝင်းမပြောနိုင်မယ်။ငိုပဲငိုနေခဲ့တယ်။ သူ့မိသားစုဖြစ်ပျက်ကိုကြည်နေတဲ့ဒေါ်နှင်းမြူနဲ့လွန်းတင်တို့သားမိစိတ်ထဲမှာတော်လေးပျော်နေခဲ့တယ်။ဒီလိုနဲ့ခင်ုံတို့မိသားစုဘွားဖြစ်သူရဲ့အိမ်ရဆင်းပြီးရွာပြင်မှာတဲလေးဆောက်ပြီးနေကြတယ်။သူ့ရဲ့အမားကြောင့်အဖေနဲ့အမေတို့ပါရွာနေထွက်ခဲ့ရတဲ့ဘွားရဲ့ရှင်ညူပြောပြတဲ့ခင်ုံရဲ့ဖြစ်ကိုနားထောင်ပြီးဘွားမေစိန်ကောင်းငိမ့်လိုက်တယ်။ညီကိုအောက်ကျန်တဲ့ညီမလွန်းတင်ကိုရောညီပါလို့ထုံမပြောခဲ့ရလဲ။ဘွားရဲ့သူ့သူ့မပြောရက်ပါဘူး။ ကျုပ်မှလိုပဲခံယူထားပါတယ်။ဒါဆိုညီတို့ဘာဆက်ဖြစ်သေးနေ။ကျုပ်တို့ရွာပြင်မှာထွက်နေရတဲ့ချိန်ဖဖွားကျမကြီးပူဆိုးလာရင်ကျုပ်တို့သွားကျင်ပြီမေ။ဖဖွားရဲ့မိကိုမလွန်ဆန်ရင်းလို့အဝေးကနေပဲကြည်နေရတာပေါ့။ရှင်ညူပြောရင်မျက်ရည်တွေကျလာတယ်။ဘျိုးဖွားဘာပဲလုပ်နေရလဲဗျ။ဟောမောင်တိုးပါလား။လာလေကွယ်။ဝိုင်းနေဝင်လာတဲ့မောင်တိုးကြောင့်ရှင်ညူမျက်ရည်တွေကြပြကြပြတုံလိုက်တယ်။ဒီနေ့အလုံးမရှိရနဲ့ဖွားလို့စီကိုထွက်လာတာ။ အရှိရလဲခြံစည်းိုးတန်တွေရွှဲဆောင်နေရဆိုပြီးပြင်ခိုင်းထားလို့လာခဲ့လိုက်တာအေးကွယ်ဒါဖြင့်လဲမောင်ရင်အရှိပြန်လာတာစောင့်လိုက်အောင်သူတို့သားမီးမိုးလင်းနေရကြွားလေးတွားလင်းနေကြရဲ့မောင်မေစိန်နဲ့ရှင်ညိုတို့စကားဝိုင်းမောင်တိုးရောက်လာလို့စကားပြတ်သွားတော့တယ်ပရိသတ်များရှင်ဒီနေ့ရတင်ဆက်မှုကိုဒီနောက်နေ့ပဲရှင်းနာခြင်းပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်